ပါမြစီမရေဒီယိုအစီအစဉ်ကနေကြိုဆိုပါရစေ။မြစီမရေဒီယိုကမြန်မာပြည်သူတွေအတွက်ထုတ်လွှင့်တင်ဆက်လျက်ရှိပါရစေ။ငလင်ဘေးအနေရင်ဆိုင်နေကြတဲ့မြန်မာပြည်သူတွေအတွက်ငလင်နဲ့ပတ်သက်တဲ့သတင်းအကြောင်းအရာတွေတည်တင့်တည်ထိုက်တဲ့အချက်အလက်တွေကိုမျှဝေပေးနိုင်မှုမြစီမရေဒီယိုကငလင်အထူးအစီအစဉ်အနေနဲ့တရက်လျက်နှစ်ကြိမ်ထုတ်လွှင့်သွားမှာဖြစ်ပါရစေ။မြစီမရေဒီယိုမနက်ပိုင်းအစီအစဉ်ကိုတော့နေ့စဉ်မြန်မာစံတော်ချိန်မနက်9:00နာရီကနေ9:00နာရီခွဲထိ ိုင်းဒိုမီတာ31မီတာ9.43မဂါဟတ်စ်ကနေဖမ်းယူနာဆင်နိုင်ပါတယ်။မြစီမာရေဒီယိုညနေပိုင်းအစီအစဉ်ကိုတော့နေ့စဉ်မြန်မာစံတော်ချိန်ည9:00နာရီကနေ9:00နာရီခွဲအထိဖိုင်းဒိုမီတာ16မီတာ7.5မဂါဟတ်စ်ကနေထုတ်လွှင့်သွားမှာဖြစ်ပါတယ်ရှင်။မင်္ဂလာပါရှင်။မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးဘေးကင်းလုံခြုံပြီးစိတ်ချမ်းသာကိုယ်ကျန်းမာရှိကြပါစေလို့မြစီမာရေဒီယိုဖွဲ့သူဖွဲ့သားတွေကဆုတောင်းမြတ်တာပို့သားလိုက်ပါတယ်။ ဧပြီလ27ရက်တနင်္လာနေ့မနက်ပိုင်းမေဇမရေဒီယိုအစီအစဉ်ကိုမြန်မာစံတော်ချိန်မနက်9:00နာရီကနေ9:00ခွဲထိထုတ်လွှင့်နေပါပြီ။ကျွန်မကတော့ရှင်မ ဒီကနေ့မှာတော့ငလင်တန်းကျောက်အိုးဘိုထောင်မှာနိုင်ငံရေးအကျဉ်းသား20သိန်းဆုံးတဲ့တဲ့င်းနဲ့အတူဓာမြမာနေဆက်ကစစ်ကောင်စီတပ်စခန်းတစ်ခုကို KNL ပူးပေါင်းတပ်တိုက်ခိုက်သိမ်းပိုက်တဲ့အကြောင်းပါဝင်နောက်ဆုံးရပြည်တွင်တဲ့င်းတွေကိုနားဆင်ကြပါမယ်။အဲ့နောက်မှာတော့ဘာရီပြောမလဲဘာရီမေးမလဲအစီအစဉ်နဲ့အတူတိုင်းရင်းသားဒေသတွေတဲ့ကတဲ့င်းတွေတိုင်းရင်းသားတွေရဲ့အတန်နဲ့အမြင်တွေကိုပြောပြပေးမယ်။ NMG Radio အစီအစဉ်ကိုဆက်လက်ထုတ်လွှင့်ပေးသွားမှာဖြစ်ပါတယ်။ခုကတော့ပထမဆုံးအနေနဲ့ပြည်တွင်တဲ့င်းတွေကိုတင်ဆက်ပေးသွားမှာပါ။ မင်္ဂလာပါရှင်နောက်ဆုံးရပြည်ရင်းသတင်းတွေကိုတင်ဆက်ပေးပါရမယ်ကျွန်မကတော့ဂျူချမ်းပါတနင်္သာရီတိုင်းတဝက် TK လမ်းပေါ်မှာရှိတဲ့ထိထဗျူဟာစခန်းသိမ်းတိုက်ပွဲအတွင်စစ်ကောင်စီဗျူဟာမှုကိုအရှင်ဖမ်းဆီးရမိခဲ့ပေမဲ့မဖြစ်မနေပြစ်ခတ်ရှင်းလင်းခဲ့ရတယ်လို့ကရင်မျိုးသားအစည်းအရုံး KNU တမဟာလီဗိုက်တဝဲခရံအတွင်ရေမှုဘဒိုစောအေနာကအတည်ပြုပါတယ် ထိထဗျူဟာစခန်းသိမ်းတိုက်ပွဲအတွင်းမှာစစ်ကောင်စီတပ်ကဗျူဟာမှုနဲ့တပ်သားတချို့ကိုအရှင်ဖမ်းဆီးရမိခဲ့ပေမဲ့ဗျူဟာမှုရဲ့မကြေမငန်ဆက်ဆံပြီးရန်လိုနေတဲ့အနေထားတွေကြောင့်စစ်ဆေးနေတဲ့ရဲဘော်ရဲ့လုံခြုံရေးအတွက်ပူပေါင်းတပ်တွေကပြစ်ခတ်လိုက်ရတယ်လို့ဆိုပါရယ်ထိထဗျူဟာစခန်းမသိမ်းမီကာလနဲ့တိုက်ပွဲဖြစ်စဉ်ကာလအတွင်းထိထဗျူဟာမှုစီကိုလက်နက်ချဖို့အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမဲ့မကြေမငန်ပြန်လည်တုတ်ပြန်မှုကိုပဲရခဲ့တယ်လို့လည်းဆိုပါရယ် အဲ့ဒီအချိန်မှာစစ်ကောင်စီတပ်ရဲ့ဘုံကျဲလေရင်ကလည်းဝဲပြန့်နေပြီးဖမ်းမိထားတဲ့တပ်သားတချို့ထွက်ပြေးခဲ့ရကနေတော်လရင်အင်အားစုတွေရဲ့လိုက်လံပစ်ခတ်မှု လေးချောင်းကဘုံကျဲမှုတွေကြောင့်စစ်ကောင်စီတပ်သားတွေတိဆုံးခဲ့တယ်လို့ဗဒိုအေနာကပြောပါရယ်ထိထပြူဟာစခန်းဟာဧပြီလ12ရက်နေ့ကစပြေးတိုက်ခိုက်ကဖြစ်ပြီးတော့တပတ်အကြာဧပြီလ16ရက်နေ့ညနေပိုင်းမှာအပိသက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့ဗဒိုစောအေနာကပြောပါရယ် အဲ့ဒီစခန်းသိမ်းတိုက်ပွဲအတွက်မှာစစ်ကောင်စီတပ်က Y12 MI70 Jet Fighter လေယာဉ်တွေနဲ့အကြိမ်ကြိမ်လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့်ခုခံခဲ့တယ်လို့ဆိုပါတယ် ထီထပြိုဟာစခန်းရှိတဲ့ဒေသဟာအရင်က KNU တမဟာလီခရိုင်ဌာနချုပ်ရုံတွေအထိုင်ချရာဒေသဖြစ်ပြီး1998ခုနှစ်မှာစစ်ကောင်စီကတိုက်ခိုက်သိမ်းပိုက်ကာလှုပ်ရှားဆက်ပြိုဟာစပါဟတက်ကနေစစ်ကောင်စီတပ်သားတွေနဲ့စခန်းအထိုင်ချခဲ့တာဖြစ်ပါတယ်။တမဟာလီနယ်မြေအတွင်းမှာပြိုဟာအဆင့်ရှိတဲ့စခန်းကိုသိမ်းပိုက်နိုင်တာဟာစစ်ကောင်စီအာဏာသိမ်းပြီးတဲ့နောက်ပထမဆုံးအကြိမ်ဖြစ်တယ်လို့ဆိုပါတယ်။ န္တလေးတိုင်းမင်းချံမြို့ဘက်ကိုဈေးဝယ်သွားသူတွေနဲ့ကုန်ကားမောင်းနှင်သည့်ကာသမား200ဦးရေဖမ်းဆီးခံထားရပြီးသတင်းစာနာပြောင်းနေတယ်လို့ဒေတာတွင်သတင်းရင်းမြစ်တင်တဲ့ဒေတာခန့်တွေကပြောပါတယ်အခုဖန်စီခန္ဓာရသူစီရင်ဟာပြီးခဲ့တဲ့2024ခုနှစ်အောက်တိုဘာလကနေယခု2025ခုနှစ်ဧပြီလသကြာမတိုင်ခင်ထိ6လတာကာလအတွင်းလလန်းမိသလားသိရှိရထားတဲ့သတင်းဖြစ်ပြီး200အနက်20ဦးရေမှာအသက်မပြည့်သေးတဲ့သူတွေဖြစ်ကြောင်းအများစုမှာလူလက်ပိုင်းတွေဖြစ်ကြောင်းဒေသခံကပြောပါတယ် နင်းဆက်မျိုးပေါ်မှာရှိနေတဲ့နမဲကြီးပြူစောတိခေါင်းဆောင်တီတာယူမွန်လက်အောက်ခံပြူစောတိဖွဲ့တွေကချိန်မြတ်တရင်ခမရ15တက်အောင်မှာရှိနေတဲ့စစ်ကောင်စီတပ်သားတွေနဲ့တူပူးပေါင်းပြီးမြို့ပေါ်ကိုဝယ်ယူပြီးအပြန်ဂိတ်ကိုဖျက်တဲ့နေရာတွေမှာဖမ်းဆီးနေတာဖြစ်ပြီးဖမ်းဆီးရမှာလဲစိုးတုတ်တာရိုက်နှက်ခေါ်ဆောင်သွားတာတွေပြုတ်လုတယ်လို့သိရပါတယ် ဲ့ဒီလိုကုန်ပစ္စည်းစားသောက်ကုန်တွေဝယ်ယူရမှာအရက်သားတွေနဲ့အတူကုန်ကားအစည်းလိုက်မထင်ရင်မထင်သလိုဖန်ဆင်းနေပြီးအစနာပြောက်သွားသူတွေလည်းရှိနေတာကြောင့်အခုနောက်ပိုင်းမျိုးပေါ်ကိုတွားရောက်ဈေးဝယ်သူ80ရာခိုင်နှုန်းမတွားရဲကြတော့ဘဲရခင်ထက်ဈေးဝယ်သူနှဲပါသွားတာကိုတွေ့ရကြောင်းသိရပါတယ်ဒါကြောင့်မြင်းချံမျိုးပေါ်မဟုတ်တဲ့ကြေးရွာဘတ်တွေမှာ6လတာကာလအတွင်းကျက်သွန်နီမလွဲပြီးတော့ကျက်ဟုတ်တလုံး300ကနေ600တခွားသီးတလုံး800ကနေ3000 တဲထိုးဖို့အိမ်ဆောက်ဝါတလုံး1000ကနေ3500စသဖြင့်ကုန်စည်နှုံနေများစွာမြင့်တွက်တောက်ခဲ့တယ်လို့သိရပါတယ်။ဒေတာရင်းကာကွယ်ရေးတပ်ဖွဲ့တွေရဲ့အဆိုအရမြင်းချံမျိုးပေါ်ကိုဖျက်ဖို့အတွက်မြို့ပပတ်လယ်မှာဂိတ်ရှိခိတ်ရှိနေပြီးမြင်းချံမိထီလာမြင်းချံတောင်သာမြင်းချံနှထိုးကြီးစတဲ့မြို့ဝင်လမ်းမှမဟုတ်တဲ့ကြားလမ်းတွေမှာလည်းတရက်ကိုပြန်ပြကုန်ကထော်လာကြီးအစီး20မှ30အထိဖြတ်တန်းသွားလာမှုရှိနေတယ်လို့သိရပါတယ်။ ရုပ်ဘော်ကိုဈေးတစ်ခါသွားဝယ်ဖို့အတွက်စက်ကောင်စီလက်အောက်ခံပြူစောထီတွေထံကိုစည်ရင်ပေးထောက်ခံစာပြုလုပ်နေရတာလည်းရှိပြီးလက်ရှိမှာကန့်သက်ချက်တွေများစွာနဲ့သာဝယ်ယူနေရတယ်လို့ကုန်သည်တွေကလည်းဆိုပါတယ်ဆန်3ရိတ်နဲ့အထက်ဝယ်ယူပါကပြစ်တက်မယ်လို့စစ်စေးရိတ်မှာရှိနေတဲ့စစ်ကောင်စီနဲ့ပြူစောထီတွေကချင်းချောက်မှုတွေလည်းရှိနေတယ်လို့သိရပါဗျ။ ကားတစီထော်လာကြီးတစီကိုစံသုံးအိတ်သာတည်ဆောင်ခွင့်ပြုထားပြီးဂိတ်ဖြတ်တန်းကအနည်းနဲ့စံတအိတ်ကို9000စားတအိတ်ကို9000ကျပ်စီနဲ့သုံးအိတ်ကို1000ခွဲကျပ်သတ်မှတ်ထားပြီးစားသုံးစီကိုလည်း9ဘိတ်သာအောက်သာဝယ်ယူခွင့်ရရှိကာ9ဘိတ်သာတပုံးကို9000ကျပ်ကောက်ခံနေတယ်လို့သိရပါတယ်။ ဒါပြင် electronic ပစ္စည်းတွေလက်စစ်နဲ့ဆက်စပ်တဲ့ပစ္စည်းတွေ solar ပြားတွေသာမကပဲ diesel စီတွေကိုလည်းဝယ်ယူခွင့်ပိတ်ပင်ထားတယ်လို့သိရပါတယ်။မင်းချံမှာမြို့ပေါ်မှာစစ်ကောင်စီတပ်ဖွဲ့အနှင်းငယ်နဲ့တူပြူစောထိအဖွဲ့ဝင်ယာနဲ့ချီဆိုးမိုးထားပြီးကျင်းရောက်ဘက်တီမှာတော့ကာကွယ်ရေးတပ်ဖွဲ့တွေကထိန်းချုပ်ထားတဲ့ဒေသဖြစ်ပါတယ်ရှင်။ ပြည်သူ့ကာဝေး PDF တပ်ဖွဲ့ဝင်တွေကစိုက်ထီရုပ်ဖျားဖို့48ယောက်ကိုဖမ်းဆီးခဲ့မှုမှာစစ်ကောင်စီတောက်တိုင်6ယောက်ကအပအကျန်တဲ့လူအလုံးကိုဧပြီလ16ရက်နေ့ကပြန်လွှတ်ပေးလိုက်ပြီးဖြစ်တယ်လို့အမှတ်နှစ်စစ်ဒေသကွဲအမှတ်29စစ်ဗျူဟာကဧပြီလ16ရက်နေ့မှာထုတ်ပြန်ပါတယ်။ပြီးခဲ့တဲ့ဧပြီလ15ရက်မလွဲပိုင်းကဘကိုတိုင်ညောင်လေးပင်ကနေစိုက်ထီရုပ်ဖျားဖို့လာတဲ့သူတွေအထက်မှာပြူစောထီးတွေပါဝင်ကြောင်းသတင်းရရှိသဖြင့် ကြိုက်ထရိုးတောင်ချေကမွန်စခန်ကဒတ်ချောင်းဘေးမှာရှိတဲ့စားတောက်ဆိုင်တစ်ခုမှာဖျားဖိုး48ရောက်ကိုဖမ်းဆီးခဲ့တာဖြစ်တယ်လို့သိရပါဗျ။ ။အရင်နောက်စစ်ဆေးမှုတွေလုပ်ခဲ့ပြီးညောင်လေးပင်ကပြူစောထီကောင်းဆောင်ဆိုသူကိုလှိုင်မဲကိုမဲကြီးကိုကြော်ကျော်ဦးကိုလှိုင်မဲရဲ့အသားဖြစ်သူလင်းမောင်ဦးအကျန်းဖတ်နှိမ့်နေရဲ့အဖွဲကကိုသိန်းထင်းနဲ့ကိုလှိုင်မဲရဲ့ဇနီးဖြစ်သူမယမင်းတို့ကိုဆက်လက်ဖမ်းဆီးစစ်ဆေးနေပြီးတော့ကျန်တဲ့သူတွေကို April 16ရက်နေ့မှာလုံခြုံတဲ့နေရာအထိပြန်ပို့ကာလွှတ်ပေးလိုက်ပြီးဖြစ်တယ်လို့အမှတ်29ရက်စစ်ဗျူဟာရဲ့စစ်ဗျူဟာတာဝန်ခံကိုအေးမင်းထွန်းကပြောပါရယ် လက်ရှိဖမ်းဆီးထားတဲ့သူတွေဟာပြစ်မှုများစွာကိုကျူးလွန်ထားကြောင်းတွေ့ရှိရပြီးစုံစမ်းစစ်ဆေးမှုတွေကိုဆက်လုပ်နေစေဖြစ်ကအဲ့ဒီကိစ္စရအားလုံးကိုမကြခင်မှာပွင့်လင်းစွာချပြပေးသွားမှာဖြစ်တယ်လို့လည်းဆိုပါရရှင်မြန်မာနိုင်ငံမှာလှုပ်ခတ်ခဲ့တဲ့စကိုင်းငလင်ကြီးကြောင့်မန္တလေးမြို့အိုးဘိုထောင်မှာနိုင်ငံရေးအကျဉ်းသား20ဦးသေဆုံးခဲ့တယ်လို့နိုင်ငံရေးအကျဉ်းသားတွေကိုကူညီပေးနေတဲ့ဖွဲ့စည်းခုနှစ်ဖွဲ့ကဧပြီလ20ရက်နေ့မှာထုတ်ပြန်လိုက်ပါတယ်။ ။အုံမင်းဟောင်းနှန်းနေပြီးပြုပြင်မွမ်းမံထားခြင်းမရှိတဲ့အိုးဘုံထောင်ကအဆောက်အဦတွေဟာမလင်တန်းကြောင့်ပျို့ချပျက်စီးခဲ့တာဖြစ်ပြီးထိခိုက်သူ280အထက်ရှိနေကနိုင်ငံရေးကျင်းသား10ဦးနိုင်ငံရေးကျင်းသူ10ဦးပါဝင် စုစုပေါင်းကျင်းသား30ဦးတေဆုံးခဲ့တယ်လို့လည်းဆိုပါတယ်။ အချင်းတောင်တွင်ထိခိုက်သေးဆုံးတဲ့သတင်းတွေကိုစစ်ကောင်စီကယူရဲချက်ရှိရှိဖုံးကွယ်ထားပြီးအကူအညီတွေမရရှိတဲ့အပြင်ငလင်တန်းကြောင့်ပျက်စီးနေတဲ့အဆောက်အဦတွေအတွင်အတင်းကျပ်ဝင်ရောက်နေထိုင်ရန်စေခိုင်းမှုတွေလည်းရှိနေတယ်လို့ထုတ်ပြန်ချက်ကဖော်ပြထားပါတယ်။နိုင်ငံတကာအနေနဲ့မြန်မာငလျင်ဘေးကိုအာရုံစိုက်နေတယ်လို့မျိုးအချင်းထောက်ဒီမှာရှိနေတဲ့နိုင်ငံသေးအချင်းသားတွေအပါအဝင်အချင်းကျနေသူတွေကိုလည်းငလျင်တန်းတွေကိုဆိုးရွားစွာခံစားနေရတာကြောင့်ထိရောက်တဲ့အကူအညီနဲ့အေးအေးယူဆောင်ရွက်မှုတွေပြုလုပ်ပေးစီလိုတယ်လို့ကိုတိုက်ထွန်းကပြောပါတယ်။ နောက်ဆုံးရပြည်ရေးသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါဆက်လက်ပြီးဘာရီပြုံးမလဲဘာရီမင်းမလဲအစီအစဉ်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ် သူတို့ကရိုက်တာခေါင်းတွေမှာရိုက်တာကျွန်တော်ကတော့လက်ဝဲတိုင်းတင်ထားပါဗျာထားပါတော့အဲ့တော့အဲ့လိုရောက်ပါရောက်သွားတော့နော်နာမည်ပါရင်မေးပါဗျာမေးပြောမိမောင်းနဲ့မင်းတို့ကောင်တွေမြောက်ဝဲလို့អော်တာဘယ်သူလဲကျွန်တော်လည်းអော်တာမဟုတ်ဘူးမသိဘူးလို့ကျွန်တော်អော်တာမဟုတ်ဘူးလို့အဲ့ကောင်တွေလိန်နေအောင်တီးတယ်အဲ့ကောင်ခေါင်းဆောင်ပဲကျွန်တော်ကျွန်တော်အဲ့ကောင်ခေါင်းဆောင်ပဲဝိုင်းတီးတာအယောက်20လောက်ရှိတယ်ကျွန်တော်တို့ခုနှစ်ယောက်ကိုဝိုင်းတီးတာတီးအာ ဲ့ဒီကိုရောက်တော့ကျွန်တော်ထင်တယ်စနစ်ခွဲလောက်ရှိစနစ်ခွဲလောက်ကနေအဲ့လိုတီနေ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 ဘူးရောနေဘူးရမှာအဲ့နေတော့မပူဘူးကအမိုးတော့ရှိတယ်ထားပါတော့အဲ့မှာမိုးတွေကရွာလာအဲ့ဒီကမိုးရွာလေးတွေမှာအတီးခံတီးတီးပြီးတော့ပါမီးလာဆိုဟိအောင်နေမင်းတို့ကမေးပါအောင်အဲ့ကောင်နံမဲကထွန်းဝင်ထိုက်ဦးစည်းရာရှိအင်းစင်ထောင်ဦးစည်းရာရှိထွန်းဝင်ထိုက်ဟမ်ရှောင်းတာနဲ့စာအုပ်ထဲမှာ ရှောင်းသားနဲ့တခုတ်တည်းကထည့်ရေးထားတယ်ဆုံးသွားတယ်ဆိုတော့ထောင်ထဲမှာဆုံးသွားတယ်ဆိုတော့တယောက်စနံပါတော်ဝင်တယောက်ဆိုတာသူရိုက်တက်လိုက်တာဟုတ်သူရိုက်တက်လိုက်တာအဲ့ကောင်ရိုက်တက်လိုက်တာအဲ့တော့အချင်းတော်လည်းဆိုဥပလီရာဆိုလို့ရှိရင်ညာအချင်းသားအချင်းချင်းကလည်းကောင်းရိုးရိုးဟိုအပွင့်မရှိသေးဘူးပေါ့နော်ဟိုပြန်နှောင်းဝင်ရာရှိမဖြစ်သေးလို့ရှိရင်အချင်းသားတွေကိုရိုက်နှက်ဖို့မရှိဘူးဟုတ် န်နှောင်းဝင်အရာရှိဖြစ်မှာအ ਨੇ ဆုံးတော့တဝင်းရှိမှာပေါ့နော်သူ့ရဲ့မျက်စိရှိမှာသူ့အမိန်နဲ့လည်းရိုက်နှက်ဆုံးမှာဝင်ရှိရဆိုပြီးတော့ပါတယ်ဟုတ်ပြောရရင်တော့သူ့အကြီးဆုံးပဲလေမှာသူ့တောင်းဝင်ရှိရကျွန်တော်တို့ရိုက်တာဟုတ်အဲ့မှာထားပါတော့ကျွန်တော်တို့အဲ့ဒါနာမည်တွေနေအမှုတွေနေဘာညာမေးလဲမလို့နေပေါင်းနဲ့မင်းတို့ငါမေးပါဦးမင်းတို့ကဘာတွေလဲမင်းရောမင်းတို့ကျွန်တော်တို့ကလည်းကျွန်တော်ခုနှစ်ယောက်ကနည်းနည်းတော့အကျော်တင်းနေပြောအောင်လားသိလားငိုးငငယ်ကြီးနဲ့ကြက်လဲလူရအကျော်တင်းနေအဲ့လိုမျိုးပြစ်တာပေါ့ မင်းတို့ကဘာတွေလဲတော့ကျွန်တော်တို့ကငားငားတယ်အာလုံးဝသားတွေရိုက်သွားတယ်ဒီကောင်ကခုနကချုံးပြေဘူးလေမင်းတို့လောက်ကငားငားဟိုရိုက်တာရိုးမရမင်းတို့ကစက်ကပြောရိုက်တာမင်းတို့လောက်ကငားရငားမင်းတို့လောက်ကနိုင်ငံချင်းသားမင်းတို့ကထောင်းပါထင်နေတာလေအဲ့လိုပြောပြီးရိုက်တာကဲအာပါရိုက်ရိုက်ရိုက်ရောနိုင်ဘောလောက်ရှိတယ်ရိုက်လိုက်ရိုက်ပြီးတော့ခဏနာနားပြီးတော့ဖျောင်းနေတယ်မင်းတို့ကဘာတွေလဲ ကျွန်တော်ကငားငားတယ်ထိုက်ရိုက်သွားတယ်အဲကောင်ကအခုကြီးချုံးပြီးပြီထိုက်ရိုက်တာအဲ့လိုမျိုးပဲပြောပြောပြီးရိုက်တာမင်းလိုလားကွာ900ငားမင်းလိုလားကွာ နိုင်ငံချင်းသားမင်းတို့ပဲဓမ္မနဲ့အာဓမ္မပြီးတယ်ထင်နေတာလားမင်းတို့ကထောင်းဘလို့ထင်နေတာလဲဘာချိုးချိုးတာလဲအဲ့လိုပြောပြီးရိုက်တာတတိယတစ်ချိန်ကြတော့ကျွန်တော်တို့ကအဲ့တိုင်းပဲဖြေတာနောက်နောက်တတိယတစ်ချိန်ထပ်မေးတာပေါ့နော်မင်းတို့ကဘာတွေလဲကျွန်တော်ကငားငားတယ် ဟဲ့မင်းတို့ကောင်တွေကတဲ့ရိုက်ငနေမင်းတို့ပေးမားတဲ့ငါတို့ဆက်ရိုက်လို့ရှိရင်လည်းမင်းတို့ကောင်တွေက905မဟုတ်လေမင်းတို့ကအချုပ်သားတွေမှတ်ထားတယ်မင်းတို့ရောက်နေတာထောင်းနဲ့မင်းတို့ထောင်းမှာမင်းတို့လှုပ်ရှင်တာလှုပ်လို့မရဘူးမင်းတို့ပြန်မှာလှုပ်ရှင်တာလို့ထောင်းလာပြီးအဲ့လိုမလှုပ်နဲ့ဘာညာဘောပြချင်းချောက်တာပေါ့ဘလောက်ထိပြောလို့ဆိုမင်းတို့ကောင်တွေကိုလည်းရှင်းရင်းသွင်းရိုက်တက်လိုက်လို့ရတယ်နော်တဲ့ထွန်းဝင်းထိုက်ပါဇက်ကပြောတဲ့စကားနော်မင်းတို့ကိုရိုက်တက်လိုက်လို့ရတယ်မင်းတို့တေွားလို့ငါတို့အေဖိုးတက်ရွက်ပဲကုန်တယ် ဘာမှပြဿနာမရှိဘူးအဲ့ဒါကိုမင်းတို့သဘောပေါက်တာမင်းကောင်တွေထောင်းနေလို့လာမချိုးနဲ့အဲ့လိုမျိုးပြီးရိုက်တာအဲ့ဒါရိုက်တာရိုက်တာရိုက်တာတော့မှဘလို့ရိုက်လဲဆိုတော့ကြောပြောင်းမယ်နည်းနည်းလေးကြံနေကျွန်တော်ရောက်တဲ့ချိန်မှာထောင်းကတန်းပိတ်သွားပြီတန်းပိတ်သွားတဲ့ချိန်ဆိုတော့သူကတန်းပိတ်ရင်မင်းကြီးကနေလို့ပုံမှန်ဟိုတရားကိုဖွင့်တာကိုဖွင့်တော့အဲ့ဒီချိန်မှာဘာဖွင့်ထားလဲဆိုတော့မေတ္တာပုတ်ကြီးဖွင့်တာအင်းမေတ္တာပုတ်ကြီးဖွင့်ပြီးတော့ရိုက်ရိုက်တာရိုက်ရိုက်တာမေတ္တာပုတ်ကြီးဖွင့်ပြီးရိုက် အဲ့ဒါရိုက်တာဘလောက်ကြာလဲဆိုတော့ပြောနေစလို့ကျွန်တော်တို့ကကျွန်တော်တို့ညော့ညော့ပဲကြံတယ်။ဟွန်းဝိုင်းရိုက်တာညနေ၄ခွက်လောက်ဖြစ်သွား။၄ခွက်လောက်ထိရိုက်ရိုက်ရိုက်ပြီးအဲ့ကောင်နေတဲ့၆တိုက်ပို့မယ်တဲ့တင်းင်းဟိုကလည်းခြေချင်းခက်တောက်ထဲခြေချင်းနဲ့တောင်းနေဖြစ်သွား။ခြေချင်းနဲ့တောင်းနေထဲထဲထိပြီးတော့၆တိုက်ပို့မယ်လဲဆိုပြီးတော့တိုက်ဝင်းနဲ့ကိုခေါ်သွား။တိုက်ဝင်းအဝရောက်တော့ တိုက်ဝင်းအဝရောက်တဲ့အချိန်မှာသူကတခါစင်းကြီးယူတာကိုတိုက်အဝင်စင်းကြီးယူတယ်။ယူတော့အဲ့ယူတဲ့နေရာမှာကျွန်တော်တို့ခဏရက်ပြောအစင်းကြီးနေယူတော့ကျွန်တော်တို့ခုနှစ်ယောက်ပေါ့တိုက်ကစင်းကြီးယူလဲယူပြီးတော့အဲ့ကောင်တွေကပါပြောတော့ကျွန်တော်ကျွန်တော်တို့နေရမယ့်အခန်းပေါ့နော်အဲ့6တိုက်ရဲ့အခန်းနဲ့အဲ့တိုက်ဝင်းတကားဝနဲ့ကသူတို့ယုံထိုင်တဲ့နေရာပေါ့တိုက်အရာရှိယုံထိုင်တဲ့နေရာနဲ့ကပေ150လောက်ဝေးတယ်150 200လောက်ရှိနေအဲ့မှာ ဟုတ်ဘာပြောလဲဆိုတော့မင်းတို့တိုက်သေးဘူးလေးဘက်ထောက်ပြီးဝင်လေးဘက်ထောက်ပြီးဝင်မရိုက်ဘူးဟောလမ်းလျှောက်ဝင်ရိုက်อืมအဲ့လိုမျိုးပြောတာလေးဘက်ထောက်ဝင်ခိုင်းတာဝင်ခိုင်းတော့အကိုစဉ်းစားတယ်ကျွန်တော်တို့ကလူတွေတွေဗျာလူတွေကဘာမှလေးဘက်ထောက်စရာအကြောင်းမရှိဘူးလေကျွန်တော်တို့ကလူသားတွေအဲ့တော့ကျွန်တော်လေးဘက်မထောက်နိုင်တော့ကျွန်တော်မတည့်ရက်ပြီးတော့ဝင်6တိုက်6တိုက်ကိုပို့မယ်ဆို6တိုက်ကိုပို့အဲ့ဒါဆိုလို့ရှိရင် လေးတိုက်ကိုဖြတ်ကားမယ်ငါးတိုက်ဖြတ်ကားအဲမဟုတ်ဘူးမဟုတ်ဘူးလားမဟုတ်ဘူးအဲ့လိုမဟုတ်ဘူးတို့ကဝင်တော့ကျွန်တော်တို့ကအဲ့အဆောင်မူရုံငန်းပြီးလို့ရှိရင်ဟုတ်အဲဒီဘက်မှာတိုက်ဝင်းနဲ့မှလားတိုက်ဝင်းနဲ့မှဒီဘက်မှာတစ်တိုက်ဒီမှာနှစ်ရှင်းနှစ်နှစ်ရှင်းအရှင်းနှစ်နှစ်တို့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 ပြီးလို့ရှိရင်ဟိုဘက်မှာက6တိုက်ရှိတယ်6တိုက်ပြီးမှ5 4 3 6တိုက်ကရင်လာတာဟုတ်ပြီအဲ့တော့ဟိုဘက်ကနေဝင်လာဖြစ်နေအဲအဲ အဲ့တကယ်တမ်းလာတာတစ်ပြီး1 2 3 4 5 6လောက်တန်းသွားတာအာဟုတ်မင်းကြီးလန်းနေပြီကြည့်လို့ရှင်လေဩအာမင်းတို့ကြတော့6တိုက်ကိုရင်ရောက်တာကျမ်း6တိုက်ကိုရင်ရောက်အဲ့ဒါဟိုဘက်ကနေပတ်သွားတာဖြစ်လေအာအဲ့ဒါကျွန်တော်လေးဘက်လေးဘက်တော့မသွားနိုင်ဘူးကောနော်ကျွန်တော်လေးဘက်တော့မသွားနိုင်ဘူးလေးဘက်တော့မသွားနိုင်ဘူးကျွန်တော်လမ်းလျှောက်သွားအဲ့ဒါမင်းသဘောပဲလေမင်းလမ်းလျှောက်ပြီးသွားရင်ငါတို့ကလိုက်ရိုက်မှာဒါတော့သူတို့လုပ်ပေါ့နော်အေးပါဒါသူ့ကိစ္စအဲ့ ကျွန်တော်တော့လမ်းလျှောက်ပါလမ်းလျှောက်ပေါ့နောက်ကလိုက်ရိုက်တာဖုံးဖုံးနဲ့လိုက်ရိုက်တယ်ဘယ်နှယောက်လောက်ရိုက်3ယောက်3ယောက်လိုက်ရိုက်တာတကြိမ်ပြစ်လေနောက်ထထထဆိုကြိုက်နောက်ကတန်ချင်းချင်းတောက်ကြီးနဲ့တောက်ကြီးနဲ့တောက်ကလည်းမောင်းမောင်းတက်ခံဦးလေတောက်နဲ့လမ်းလျှောက်တယ်အေးဘောအဲ့ချိန်မှာမောင်းမောင်းဆိုအဲ့တော့ဟိုကလျှောက်ရတာကုလုကန်နဲ့အဲကုလုကန်လျှောက်တော့ကာတာကာတာကုလုကန်လည်းကာတာနဲ့ကုလုကန်နဲ့တနင်္သာရီတနင်္သာရီ6လက်မလောက်ပဲယူရမှာအင်းတောက်ကဟိုတပေတော့ တပည့်တော့စဉ်းစားကြည့်ဘယ်လောက်မှရှုလို့မရဘူးလေတလန်းကို6လက်မတော်ရှိရလားမသိဘူးပြလို့ရတာအဲအဲ့လိုမျိုးဖြစ်နေဖြစ်နေတော့နောက်ကနေလိုက်ရတယ်ပြစ်နေဘုံတို့အဲ့နမ်းမောပြစ်လေပြစ်လေဘောရောက်ထားထားထားရိုက်အဲ့လိုအသင်းပြန်ထားဒုတိယတစ်ချိန်ပြန်ထားနောက်တစ်ချိန်ပြစ်လေဒုတိယချိန်ပြစ်နေပြန်ထားတယ်ပြန်ထားပြီးဆက်ပြီးရှောက်တယ်ရှောက်တော့အဲ့တိုက်တိုက်ကျွန်တော်တို့နေရမယ့်6တိုက်ဒီ CEO လေးပေါ့နော် CEO လေးနားရောက်မှာနောက်တစ်ချိန်ပြစ်လေ တွုံးကိုပြစ်လိုက်တာကျွန်တော်လုံးဝလောကကြီးနဲ့အဆက်တော်ပြတ်သွားတယ်ခဏပြတ်သွားဒါမှကျွန်တော်တိတော့တိတယ်ဗျာတိစိတ်တော့ရှိတယ်ဟာငါတေလုံးဝဖြစ်သေးဘူးပေါ့နော်အဲဒီတော့ဆိတ်လျှော့လို့မရအောင်တေလုံးဝဖြစ်သေးဘူးဆိုပြီးတော့ကျွန်တော်ပြန်ပြီးအာတင်းလိုက်တဲ့ချိန်မှာအဲ့ကျွန်တော်အပေါ်မှာအဲ့ဝန်ထမ်းအဖိုးကြီးတယောက်ကဝဝနဲ့ဝဝနဲ့အဖိုးကြီးကကျွန်တော်အပေါ်မှာခွာပြီးရက်ထားတယ်ကျွန်တော်အပေါ်မှာခွာပြီးရက်ထားတယ်ရက်ထားပြီးတော့ဟိုကောင်မျိုးလှမ်းអော်ဟိုကောင်ကလည်းဘေးမှာနေမှာလှမ်းអော်လဲဆိုတော့ဝေးလမ်းမို့ဘေးမှာပေါ့ အော်ပြောနေတာဗောနော်ဒီကောင်းလေးကိုဟိုဟန့်နေတာဗောပြောရရင်တော့ညကြားလိုက်တယ်နားထဲမှာညမျက်စိမှာမြင်လိုက်တယ်အဲ့တော့ဖျောင်းနေတဲ့ဒါလူတွေနိုးတယ်မင်းတို့ကောင်းနေတွန်လွန်းနေပြီလေအင်းပြိဿံနေမဟုတ်ဘူးလေမင်းတို့အဲ့လောက်ကြီးကြီးရိုက်ဆံမလို့ပြီးတော့နိုင်ငံရေးသမားတွေွာတယ်ဟိုပြဿနာတက်သွားမယ်တကူဖြစ်လို့ရှိရင်အင်းအဲ့တိုင်ဟန့်လိုက်ဗောဟန့်လိုက်တော့ဟိုကောင်းနေနေရက်သွား င်းနဲ့မီဒီယာကွန်ရဲ့ NMG သတင်းဌာနရဲ့ April 22ရက်နေ့မနက်ပိုင်းရေဒီယိုအစီအစဉ်တွေကိုစတင်နေပါပြီ။ဒီအစီအစဉ်မှာတော့တိုင်းသားဒေသတွေနဲ့တော်လန်ရေးနယ်မြေတွေကသတင်းတွေအဲ့ဒီဒေသတွေကပြည်သူတွေရဲ့အသံနဲ့အမြင်တွေကို အထူးစုစည်းတင်ဆက်ထားတာဖြစ်ပါတယ်။ကျွန်မအာမီပါ။ ီနေ့သတင်းတွေထဲမှာတော့သခိုင်းငလင်ကြောင်နေပြီးတော့နေမီကအဆောက်အုံတွေဘလောက်ထိပျက်စီးသွားပါသလဲရှမ်းပြည်တောင်ပိုင်းငလင်တန်းခံနေရတဲ့ဒေသတွေစီကို အကူအညီတွေဘာကြောင့်နှောင့်နှေးနေရတာလဲဆိုတာနဲ့နှစ်ဆန်းတရက်နေ့ကစစ်ကောင်စီကထုတ်ပြန်ခဲ့တဲ့လွဉ်ငိမ်ချမ်းသာကွန်းအမိန့်မှာလွိုက်ကော်ထောင်ကဘသူတွေလွတ်လာပါသလဲဆိုတာတွေကိုနားဆင်ရဖို့ရှိနေပါတယ် ခုတော့သတင်းတွေကိုတင်ဆက်ပေးသွားမှာပါစစ်ကောင်စီရဲ့ငလင်တန်းကြောင့်ပျက်စီးမှုတွေအပေါ်ကွင်းစင်စစ်ဆေးမှုအရာနေပြည်တော်နေပြည်တော်အတွင်းမှာအဆောက်အုံပေါင်း1500ကျော်ပျက်စီးသွားတယ်လို့စစ်ကောင်စီကိုတင်ပြတဲ့အစီရင်ခံစာတွေမှာဖော်ပြထားပါတယ်အဲ့ဒီအထဲမှာလုံးဝပြိုကျသွားတဲ့အဆောက်အုံပေါင်း100ကျော်ရှိပြီးပျက်စီးမှုကြီးမားတယ်လို့သတ်မှတ်လို့ရတဲ့အဆောက်အုံက900နီးပါးရှိနေပါတယ်။ ကျန်တဲ့ပြည့်စုံမှုအသင့်အတင်နဲ့အနည်းငယ်အဆင့်သမတ်ချက်မှာတော့900ကျော်ရှိပြီးအဲ့ဒီအဆအုံတွေမှာတော့လူပြန်နေနိုင်သေးတယ်လို့သမတ်ထားပါတယ်ပြိုကျခြင်းဆိုတာကတော့အဆအုံအထက်တစ်ထက်ဒါမှမဟုတ်တစ်ခုလုံးပြိုကျသွားတာဖြစ်ပြီးပြည့်စုံမှုကြီးတဲ့အဆအုံဆိုတာကတော့လူနေလို့မရအောင် ပြည့်စည်သွားတာပဲဖြစ်ပါတယ်ချင်းပြည်တောင်ပိုင်းကချင်းညီနောင်အဖွဲ့တွေချင်းချုပ်ထားတဲ့မတူပီမြို့ကိုစစ်ကောင်စီတပ်ရဲ့လေကြောင်းကနေဘုံကျဲတက်ခိုက်ခဲ့တာကြောင့်အယက်သား900 က်ဒဏ်ရာရပြီးတော့လူနေအိမ်တချို့ပျက်စီးသွားတယ်လို့ဒေသခံတွေကပြောပါတယ် ပြီးခဲ့တဲ့18ရက်နေ့နေ့လယ်ပိုင်းမှာမတူပီမြို့ရဲနဲ့မြို့အနီးဝန်းကျင်ကိုစစ်တပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုပေါင်းအကြိမ်ကြီး3ကြိမ်လုခဲ့တာလို့ဆိုပါတယ်။ဘုံကျဲတိုက်ခိုက်မှုကြောင့်ဒဏ်ရာရသွားတဲ့အရက်သားတွေတင်းမှာတော့ခရီးရန်ဓမ္မအမှုတော်ဆောင်ဆရာတော်တပါးလဲပါတယ်လို့ဒေသခံတယောက်ကပြောပါတယ်။အဲ့ဒီဆရာတော်ဟာခြေောက်ပြတ်သွားပြီးစိုးရိမ်ရတာကြောင့်အရေးပေါ်ဆေးကုသမှုခံယူနေရပါတယ်။စစ်ကောင်စီတပ်ရဲ့ဒီလေကြောင်းတိုက်ခိုက်မှုတင်းမှာတော့ဖျားချောင်းအပါအဝင် လူနေအိမ်က ားလုံးထက်မနည်းလဲထိမှန်ပျက်စီးသွားပါတယ်။မတူပီမြို့ကို2024ခုနှစ်ဇွန်လ29ရက်နေ့မှာချင်းညီနာအဖွဲ့နဲ့ AA ပါဝင်တဲ့မဟာမိတ်ပူးပေါင်းတပ်တွေကတင်ပိုက်ရရှိခဲ့တာပဲဖြစ်ပါတယ်။မြို့သိမ်းတိုက်ပွဲအတွင်းမှာတင်းရှောင်နေကြရတဲ့ဒေသခံတွေဟာမြို့ရဲကိုပြန်ပြီးတော့နေထိုင်နေတဲ့အချိန်အခုလိုမျိုးလေကြောင်းကနေဘုံကျဲတက်ခိုက်ခံခဲ့ရတာပဲဖြစ်ပါတယ်။ ကရင်မျိုးသားအစည်းအရုံး KNU ရဲ့တမဟာလေးတဝဲဒေသမှာအရေးကြီးတဲ့ပြူဟာစခန်းကြီးတစ်ခုကိုကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNL နဲ့ပူးပေါင်းတပ်တွေကသိမ်းယူနိုင်ခဲ့ပြီးပြူဟာမှုကိုတော့အသေးမိခဲ့တယ်လို့တမဟာလေးကသတင်းဌာနတွေကိုထုတ်ဖော်ပြောဆိုထားပါတယ် ထိထဗျူဟာစခန်းကို တကြံအကြိုနေ့ကလေးကပိတ်ဆို့တိုက်ခိုက်နေခဲ့တာဖြစ်ပြီးဧပြီလ16ရက်နေ့မှာ KNU ပူပေါင်းတပ်တွေက အပီးသက်သိမ်းပိုက်နိုင်ခဲ့တာပဲဖြစ်ပါတယ်။မူလကဗျူဟာမူးကိုအရှင်ဖမ်းမိခဲ့ပေမဲ့ဖမ်းဆီးရမိတဲ့စစ်တုံးပန်းတွေကိုမင်းမြတ်နေတဲ့အချိန်မှာပဲအနည်းရှိလောက်တဲ့အပြုတ်အမှုကို ပြုလုပ်ခဲ့တာကြောင့်လုံထုံရင်ယူနေတဲ့ကရင်ရဲဘော်တွေကဗျူဟာမူးကိုပြစ်တက်ခဲ့ရတာဖြစ်တယ်လို့ကရင်အမျိုးသားအစည်းအရုံး KNU ဗိတ်တော်ဝဲခရိုင်အတွင်း ရင်မူဘဒုအဲနာကတည်င်းဌာနတွေကိုထုတ်ဖော်ပြောဆိုထားပါတယ်။ထိထစခန်းဟာဒဝဲတိခိနေဆက်လမ်းကြောင်းပေါ်မှာရှိနေတဲ့စစ်ကောင်စီတပ်ရဲ့အကြီးအမားဆုံးစစ်စခန်းဖြစ်ပြီးစစ်ရေးဗျူဟာအရာအရေးပါတဲ့စခန်းတစ်ခုဖြစ်ပါတယ်။ရှမ်းပြည်တောင်ပိုင်းကတော်လိုင်းရင်တပ်ရင်း၄ခုပူးပေါင်းပြီးတော့ SSNDF လို့ခေါ်တဲ့ရှမ်းတောင်အမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ကိုဖွဲ့စည်းလိုက်ပြီးဂရင်းနီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ KNDF ရဲ့အမိန်ပေးမှုအောက်ကနေလှုပ်ရှားသွားမယ်အကြောင်းကို SSNDF ကသတင်းထုတ်ပြန်ပါတယ်။အဲ့ဒီ SSNDF ထဲမှာရှမ်းပြည်တောင်ပိုင်းဒေသခံတော်လှန်ရေးတပ်ပေါင်းစု SSLRU ရှမ်းတောင်ဒေသခံကာကွယ်ရေးတပ်အမှတ်1339အမှတ်1338နဲ့ရှမ်းတောင်အထူးဒရုန်းတပ်ဖွဲ့ SODF တို့ပါဝင်ပါတယ်။အဲ့ဒီတပ်ဖွဲ့တွေဟာ KNDF ဖြူဟာအမှတ်ကို အနေနဲ့ KNDF ရဲ့အမိန့်ပေးမှုအောက်ကနေလှုပ်ရှားကြမှာဖြစ်ပြီးမကြာခင်ကတင်းနန်းစင်ဖွဲ့ကိုကျင်းပခဲ့တယ်လို့ KNDF ကလည်းထုတ်ပြန်ကြေညာထားပါတယ်။ ခုဆက်ပြီးတော့တင်းလွှာတွေကိုတင်ဆက်ပေးသွားမှာပါ။စကိုင်းငလင်ကြောင့်ထိခိုက်ပျက်စီးမှုများပြားခဲ့တဲ့ရှမ်းပြည်တောင်ပိုင်းမှာဒီနေ့အချိန်ထိအကူအညီရောက်ရှိမှုနှဲပါနေစေဖြစ်တယ်လို့ကုညီကယ်ဆေးရေးလှုပ်ဆောင်ပေးနေသူတွေကပြောပါတယ်။အပြည့်အစုံကိုတော့ကိုပီတာကတင်ဆက်ထားပါတယ်။နပတ်ကြော်ကြလာတဲ့အထိအကူအညီရောက်ရှိမှုနှဲပါနေပြီးကြန့်ကြံရတာဟာစစ်ကောင်စီရဲ့ပိတ်ပင်တားဆီးမှုတွေကြောင့်ဖြစ်တယ်လို့ အိုလုံရဲ့အစီအယုံ PYO ကပြောပါတယ်။ဒိုအန်တနီယာတွေကိုအခုညီတွေအမြန်ဆုံးရောက်ရှိနိုင်ရေးကအစင်စင်ပိတ်ပင်တာစီမှုတွေကိုချော့ဖို့လိုအပ်တယ်လို့ PYO ဒူဥထခူဦးကပြောပါတယ်။ Farmer တစ်ချက်ကဒီနိုင်ငံတကာရဲ့အကူအညီတွေရောပြည်တွင်းရဲ့အကူအညီတွေတော်တော်များများကသွားလာခွင့်နေပေါ့နော်။အဲဒီမှာဟန်တာတွေတချို့ရှိတယ်စစ်ကောင်စီကိုယ်တိုင်ကလည်းဒီအကူအညီပေးတဲ့တချို့နေရာမှာသူတို့ကွန်ပျူတာချက်ရမှဆိုတဲ့အမျိုးပေါ့နော်အဲ့လိုမျိုးလုပ်တဲ့အတွက်ကြောင့်မလို့ဒီနောက်နေကြကြမှုတွေတော်တော်များအကြီးကတွေ့နေရတာခုရှိတယ် ်လ28ရက်နေ့ကလုတ်ခတ်ခဲ့တဲ့ စကိုင်းမလင်ကျောက်အင်းလေးဒေတာအတွင်ပျက်စီးသွားတဲ့နေအိမ်တွေအများဆုံးပြန်လည်တည်ဆောက်နိုင်ရေးကူညီပေးကြဖို့ဒေတာခံတွေကညှော်လင့်နေကြပါတယ်။စာရေးတောက်ရေးစာနာရေးခတ်တဲ့နေရေးထိုင်ရေးအတွက်မုန်ထွေအမီနေအိမ်တွေအများဆုံးပြန်လည်တည်ဆောက်နိုင်ဖို့ကူညီပေးစီချင်တယ်လို့အင်းလေးဒေတာခံတွေကပြောပါတယ်။ကလင်နဲ့တင်ခဲ့တဲ့ဒေတာထဲမှာပါဝင်တဲ့ညောင်ရှင်မြို့ရဲ့တောင်ဘက်ဆင်မိုင်ခန့်မှာလည်းစစ်ကောက်စီတပ်ပအုပ်ပြည်သူ့စစ်အဖွဲ့ PNA တို့နဲ့ တနင်္ဂနွေတပ်ဖွဲ့တို့ကြားတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေဆဲလို့ဒေတာခန်တွေကဆိုပါတယ်။မလီတန်ကြောင့်အင်းလေးဒေတာမှာထိခိုက်ပျက်စီးသွားတဲ့နေအိမ်ပေါင်း3000ကျော်ရှိနေတယ်လို့ကုညီကေဆေးကြီးဆောင်ရွက်ပေးနေသူတွေကပြောပါတယ်။ပျက်စီးသွားတဲ့နေအိမ်အဆောင်အုံတွေကိုဖယ်ရှားရှင်းလင်းမှုတွေလှုပ်ဆောင်နိုင်ရေးလဲအခုညီတွေလိုအပ်နေဆဲဖြစ်ပြီးလက်ရှိမှာဒေတာခန်တွေဟာကိုထူကိုထားလှုပ်ဆောင်နေကြရတယ်လို့ဆိုပါတယ်။ရှမ်းပြည်တောင်ပိုင်းညောင်ရွှေအင်းလေးပင်လောင်းနဲ့အောင်ပန်းမြို့နယ်တွေမှာမလီတန်ကြောင့်ထိခိုက်တိုက်ဆုံသူစုစုပေါင်း 150ယောက်ရှိခဲ့ပြီးနေအိမ်တွေလည်းဆိုးရွားစွာပျက်စီးဆုံးရှုံးမှုတွေရှိခဲ့တယ်လို့ PYO ကဧပြီလပထမပတ်မှာထုတ်ပြန်ပါတယ်။ရင်းနီပြည်လိုက်ကော်အကျဉ်းထောင်မှာနိုင်ငံရေးအကျဉ်းသားလွမြောက်လာသူတယောက်မှမရှိဘူးလို့ထောင်တဲ့နီးဆက်သူတွေကပြောပါတယ်။ဒီအကြောင်းကိုတော့ NMG ရဲ့သတင်းထောက်စမိုင်းကတင်ဆက်ထားပါတယ်။ လွိုက်ကောအကျဉ်းထောင်မှာလူရဲစစ်တူတွေအများအပြားရှိပေမဲ့ရထက်သူအမှုတွေနဲ့ဆက်လက်ချုံနာထားရပြီးထောင်ဝင်စာရဖို့လည်းခက်ခဲနေဆဲဖြစ်တယ်လို့ကရနီနိုင်ငံ၏အကျဉ်းသားများစီယုံ KPPA မှပြောရေးဆိုခွင့်ရှိသူ ကိုထားဖို့ကပြောပါတယ်။မြေပြချီနေတဲ့တက်ဆိုင်လားဆိုရင်တက်ဆိုင်လိုယူဆလို့ရမယ်ဗျ။ဒီစစ်ကောက်စီအနေနဲ့အဲဒီတရားပြည်နဲ့ကရနီပြည်နယ်မှာစစ်ပွဲဒီတိုက်စစ်အကြီးကြီးနဲ့ရင်ဆိုင်နေရတယ်။ပြီးသူတို့ဘက်ကနေလည်းနေမြေပေါင်းများစွာလက်လို့ဆုံးရှုံးရတဲ့အချိန်နောက်ပိုင်းနိုင်ငံကြီးအကျဉ်းသားတွေကို လွတ်ပြေးမှုကနေသွားတယ်ပေါ့နော်ပြီးရင်နိုင်ငံရေးအကျဉ်းသားတွေလည်းတချို့တော့ပုံမှန်နေနဲ့ထက်ကပ်ပြီးတော့အမှုအမှုထက်တင်တယ်တရားထက်ဆွဲပြီးရင်ဒီမက်စလာလောက်မှာပဲလွတ်ရစီဖြစ်တဲ့နိုင်ငံရေးအကျဉ်းသား9ယောက်ကိုသူတို့လွတ်ပြေးမယ်ဆိုတော့ဒီလွတ်ကောမြို့မရေးစခန်းမှာချုပ်ထားတယ်ပြီးရင်သူတို့မလွတ်ပြေးဘဲနဲ့နောက်ထပ်အမှုတစ်ခုနေအမှုတစ်ခုနဲ့တရားထက်ဆွဲပြီးထောင်တွေကိုပြစ်ထည့်ထားတယ်ပေါ့နော်ဒီလိုအခြေအနေနဲ့ကြုံတွေ့နေရတယ် စစ်ကောင်စီရဲ့မြန်မာနိုင်စပ်တရရနေ့ဧပြီ18ရက်နေ့ကလူရင်းချမ်းသာခွင့်မှာအကျဉ်းသားခုနှစ်ယောက်နဲ့အကျဉ်းသူနှစ်ယောက်လူမြောက်လာပြီးသူတို့တွေဟာခိုးမှုလူရဲမှုအများပြည်သူပိုင်ပစ္စည်းတွေကိုဖျက်ဆီးမှုလူတက်မှုစတဲ့ရဇဝူကျူးလွန်သူတွေပဲဖြစ်တယ်လို့ဆက်ပြောပါရတယ်။ ဘန်ကောက်ထောင်းမှာရှိနေတဲ့ဒီနိုင်ငံရေးအကျဉ်းသားညီကိုကြီးကျွန်တော်ပြောချင်တာပေါ့နော်ကျွန်တော်တို့တွေကတရားမျှတမှုအတွက်ပြည်သူတွေနဲ့သူစစ်ကောင်စီကိုတိုးလှန်နေတဲ့သူတွေဖြစ်တယ်ပေါ့ကျွန်တော်တို့မကောင်းတဲ့အရာတွေကိုလှုပ်ဆောင်ခဲ့တဲ့လူမဟုတ်ဘူးအဲ့ဒါကျွန်တော်တို့ဂုဏ်ယူရမယ်ကျွန်တော်တို့ဒီအကျဉ်းကျသွားတာဆိုတာကျွန်တော်လည်းနားလည်တယ်တော်တော်ကြီးကျွန်တော်ခံစားခဲ့ကြရတယ်တို့ပေမဲ့ကျွန်တော်ပြောချင်တာကျွန်တော်ညီကိုတွေတောက်ခံထားဖို့ကျွန်တော်ပြောချင်တယ်ကျွန်တော်ညီကိုတွေတောက်ကြော်လာတဲ့အချိန်မှာဒီကျွန်တော်ညီကိုတွေကိုကျူဆူဖို့အတွက်ပြည်သူတွေကအမြင်နဲ့စောင့်ဆိုင်နေပါတယ် ဒါအပြင်လွိုင်ကော်အကျဉ်းထောင်မှာလဲနိုင်ကျင်းတွေကိုနှစ်ပုတ်တပုတ်သုံးပုတ်တပုတ်စတဲ့ရှော့ရမျိုးတတ်မှတ်ပေးတာမျိုးမရှိတော့တဲ့အပြင်ပြီးခဲ့တဲ့ February လအတွင်းလို့ရစစ်တဲ့နိုင်ကျင်း၅ရောက်ကိုလည်းထပ်သူပုံမှန်တွေနဲ့ချွန်းအောင်ထားစေဖြစ်ပါတယ်စစ်ကောက်စီရဲ့လူငယ်ချမ်းသာခွင့်မှာနိုင်ငံအဝန်အကျဉ်းထောင်အသီးသီးကအကျဉ်းသားပေါင်း9000နီးပါးပါဝင်ခဲ့ပြီးအဲ့ဒီထက်ကနိုင်ကျင်း388ရောက်ပဲပါဝင်ခဲ့တယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ကထုတ်ပြန်ထားပါတယ် ားဆင်ခဲ့ကြရတာကတော့သတင်းနဲ့မီဒီယာကွန်ရဲ့ Network Media Group သတင်းဌာနကတင်ဆက်ထားတဲ့ Radio အစီအစဉ်ပဲဖြစ်ပါတယ်။အစီအစဉ်တွေကို နေ့စဉ်မနက်ပိုင်းနဲ့ညနေပိုင်းတွေမှာတင်ဆက်သွားမှာဖြစ်လို့စောင့်မျှော်နားဆင်ပေးကြဖို့တိုက်တွန်းရင်းနဲ့အစီအစဉ်ကိုဒီမှာပဲမိကုန်ချုပ်လိုက်ရပါတယ်ရှင်။ မတို့မင်းစမရေဒီယိုကခြုံထွင်းနေတဲ့သတင်းစီစဉ်တွေသတင်းဆောင်မတွေစက်တွယ်မိမြတ်ချက်တွေနဲ့ပတ်သက်ပြီးတော်ဒရှင်တို့အနေနဲ့ဝေဖန်ချံပြူချက်တွေနဲ့ရင်ဖွင့်ပြောပြခြင်းတဲ့အကြောင်းအရာတွေကိုကျမတို့ရဲ့မင်းစမရေဒီယိုဆောင်မရှင်ဆိုတဲ့ Telegram group ကိုစာရေးသားပေးပို့နိုင်ကြပါတယ်တော်ဒရှင်တို့ရဲ့ဝေဖန်ချံပြူချက်တွေကိုချိုးဆိုပါရရှင်မင်းစမရေဒီယိုရဲ့ဒီနေ့မနက်အစီအစဉ်ကတော့ဒီလောက်ပါပဲမြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းဆီဟနာရှင်ဘေးကနေကင်းဝေးပြီးကိုစိတ်နှပါချမ်းမှချမ်းသာပါစေလို့မင်းစမရေဒီယိုဖွဲ့သားတွေကဆုတောင်းမြတ်တာပို့သားလိုက်ပါတယ်မြန်မာပြည် သူတွေနဲ့အတူရက်တင်နေမယ်မစ္စမရေဒီယိုပဲဖြစ်ပါတယ်နောက်ဆက်ကြကြသူတွေအားလုံးကျမ်းမာကြပါစေရှင်